ဆရာတို့လူသားတွေဟာ နေ့တနေ့ရဲ့အချိန်အတော်များများကို လုပ်ငန်းခွေမှာပဲကုံဆုံးနေရပါတယ်အချိန်တွေကိုလုပ်မှာပဲပြေးနေရတယ်အဲကြောင့်ဆရာတို့တင်စားကြပါလိမ့် office is second home လူတော်တော်များကအလုပ်လုပ်ဖို့ရွေးတဲ့အခါမှာဒုံငယ်တိုင်းနဲ့စဉ်းစားတယ်ပထမဦးစားပေးရတော့ငွေဖြည့်ဖြစ်တယ် လာစားများများပေးနိုင်တဲ့အလုပ်ကိုရှာကြတယ်ရလေရကောအဲ့အလုပ်ကြီးမှာကြာကြီးမလုပ်နိုင်အကောင်းဆုံးလို့ကိုယုံကြည်ရတဲ့အလုပ်ကိုလုပ်ဖို့ကတော့တဲ့ကိုအခုလုပ်နေတဲ့အလုပ်ကိုချစ်မြတ်မျိုးဖို့ပါ This is life လို့ခေါ်ကြအားလုံးမင်္ဂလာပါဒီနေ့တော့ကျက်ဖတ်ထားတဲ့စာအုပ်ကလေးတုတ်ခဲကကျက်ကြိုက်တဲ့အချက်ကလေးကိုဆရာ sharing လုပ်ချင်တာပါစာအုပ်လေးနာမည်က How will you measure your life တဲ့ ကိုယ့်ရဲ့ဘဝကအတိုင်းအတာတွေပေါ့နော်ဘလို့တိုင်းမလဲပေါ့ဆိုတော့ဒီကောင်းစဉ်လေးကိုမပြောခင်မှာဒီကောင်းစဉ်လေးအကြောင်းကိုဆရာဖတ်ပြီးတော့ဆရာသိလာတဲ့စောက်ထဲအချက်တွေကို sharing မလုပ်ခင်မှာဆရာမိကုံလေးတစ်ခုမိချက်ပါတယ်အဲ့ဒီမိကုံကတော့ဒီချာစဉ်းစားကြီးဖြစ်နော်တမိကုံလေးဒီချာနားထောင် okay ကိုလုံနေတဲ့အလုပ်ကိုအခုချိန်မှာမြင့်မြင့်နုံနုံရှိရလား ဆရာ3စက္ကန့်စဉ်းစားခွင့်ပေးပါမယ်1 2အဖြေတစ်ခုခေါင်းထဲမှာရှိနေမှာပေါ့ဆရာမသိကြပါဘူးဆရာကလည်းဖြည့်ပေးလို့မှမရတာသို့တော့သူတည်တနာလုတ်ထားတဲ့စောက်ထဲကဆိုင်ဆရာရဲ့စာသားအရာတော်တဲ့အတော်များများရဲ့အဖြေကဒီမေးခွန်းကိုဖြေလာဟင်အင်းသဘောမကျဘူးပေါ့မမြတ်နိုးဘူးပေါ့ဒါဆိုရင်ဆရာလင်းလာကြည့်လိုက်တဲ့အခါမှာဆရာတို့လူသားတွေဟာ နေ့တနေ့ရဲ့အချိန်အတော်များများကိုလုပ်ငန်းခွေမှာပဲကုံဆုံးနေရပါမယ်။မယုံရင်ပြန်ကြည့်လိုက်အိမ်နဲ့ယုံနဲ့အိမ်နဲ့အလုံနဲ့အိမ်နဲ့ဆိုင်နဲ့ကိုတောင်ဝယူနေရတဲ့နေရာတွေပေါ့လေအိမ်နဲ့မော်တော်ကားဝက်ရှော့မှာလုပ်ရင်ဝက်ရှော့နဲ့ပေါ့တော်တော်များများကိုယ့်ရဲ့ life style ပေါ့လေအချိန်တွေကိုလုပ်မှာပဲပေးနေရတယ်။ဒါကြောင့်ဆရာတို့တင်စားကြပါလေ office is second home နဲ့အဲတော့ ကိုကအလုတ်မှာ မပျော်ဘူးမျက်မျက်နုံနုံအလုတ်ကိုမရှိဘူးဆိုရင်ဆရာတို့ရှုံးလိုက်တာဆရာတို့ဘဝရဲ့အချိန်အတော်များများကိုဆရာတို့ကဒီမပျော်ရွှင်တဲ့ atmosphere ကြီးမပျော်ရွှင်တဲ့ surrounding ကြီးထဲမှာပေးနေရတာဖြစ်တဲ့အတွက်ဆရာတို့ပျော်ရွှင်ဖို့အချိန်ကြီးနေနေတွင်မှာပေါ့ပျော်ရွှင်ဖို့အချိန်ကြီးမရှိပဲဖြစ်ပြီးပျော်ဖို့ဖက်ခဲနေတော့မှာပေါ့ဒါကြောင့် Apple ရဲ့ CEO ဖြစ်တဲ့ Steve Jobs ကတော့ဘာပြောလဲဆိုတော့တတို့တမီးတို့ခင်ဗျားတို့ဘဝမှာတဲ့စိတ်ကျေနပ်မှုကိုတကယ်ရကျင်နေဆိုရင်ねလွယ်လွယ်လေးပါတဲ့အကောင်းဆုံးလို့ကိုယုံကြည်ရတဲ့အလုပ်ကိုလုပ်ပါတဲ့ဒါပဲဆရာကတော့ဆရာဘဝနဲ့ရှင်ပြီးပြောပါဆိုရင်ဆရာ16နှစ်သားတွေကစတင်စားတာဆရာအောင်နေ ဆက်ခွနှစ်တာမှစတင်စားတယ်တရဝေပိုက်ဆံရရဲစတင်ချမှုပေါ့နော်ပိုက်ဆံမရပဲနဲ့စတင်စားတာတော့ရှစ်တန်းចောင်းသားလောက်ကရလေးတန်းလေးတွေကိုတင်ခဲ့ရတယ်အဲចောင်းမှာဆိုတော့ယောက်ျားလေးចောင်းဆိုတော့လေးတန်းကလေးတွေကိုတင်တဲ့ဆရာမတွေကစီဝေးလုပ်မယ်ဆိုရင်ညီညီငါတို့ကလေးတွေကိုလာထိမ့်ပေးတဲ့ဆိုဆရာလည်းအရန်ပြောတယ် ရှစ်တန်းဆောင်ကနေလေးတန်းဆောင်သွားပြီးတော့လေးတန်းကလေးကိုစကားတွေပြောရအဲ့ချိန်မှာဆရာမဟောတထာသင်ရတာမဟောတထာသင်ရတော့မဟောတထာနဲ့ကမဟောတထာဆိုတဲ့ဇက်လိုက်ကလေးရဲ့အကြောင်းအရာတွေကိုလေးတန်းကလေးတွေစိတ်ဝင်စားအောင်ပြောပြီးတော့စတင်ခဲ့တယ်အပြောမယ်ဆိုရင်တော့ဆရာအကောင်းဆုံးလို့ဆရာဘုရားမှာယုံကြည်ခဲ့တာဟာစတင်ကြခြင်းပဲဝေငှခြင်းပဲချန့်ဝေခြင်းပဲ contribute လုပ်ခြင်းပဲ knowledge sharing လုပ်ခြင်းပဲအခု90ကျော်နေ 60တွင်ရောက်တော့လေဇတိဘဝနဲ့ပဲဒီအလုံးနဲ့ပဲအသက်မွေးနေရတယ်။ဒါကြောင့် steep job ပြောတဲ့စကားကိုဆရာသတိရမိတယ်။ဘဝမှာခမည်းစိတ်ကျေနပ်မှုတကယ်ရကြည့်ရင်အကောင်းဆုံးလို့ပုံယုံကြည်ရတဲ့အလုပ်ကိုလုပ်ပါ။ဆရာဘဝမှာအကောင်းဆုံးလို့ယုံကြည်ရတာဟာပက်ဆန်ချမ်းသာတဲ့တထေးကြီးတယောက်ရဲ့စီးပွားရေးလုပ်ငန်းမဟုတ်ဘူး။ဗန်ပိုင်ရှင်ကြီးမဟုတ်ဘူး။ hotel တနားကြီးမဟုတ်ဘူး။စာတင်ကြရတာကိုကောင်းနေလို့ဆရာယုံကြည်တဲ့အတွက်ဒီနေ့ချိန်ထိစာတင်ကြရင်ဆရာလုပ်ပါဆရာပြောနေပါဒါဆိုရင် အကောင်းဆုံးလို့ကိုယုံကြည်ရတဲ့အလုပ်ကိုလုပ်ဖို့ကတော့တဲ့ကိုအခုလုပ်နေတဲ့အလုပ်ကိုချစ်မြတ်လို့ဘူးပါဒါဆိုရင်ကိုလူကိုကိုချစ်ရလားဒါဆိုရင်တော့တဲ့ဆရာတို့ဟာ ကိုနှစ်သက်သဘောကျတဲ့အလုပ်ကိုရှာဖွေဖို့လိုလာပြီပေါ့အကျပ်ဒီမှာနားထောင်နေတဲ့သူတွေဟာရှာထင်ငယ်တဲ့သူတွေရဲ့ပါနေတယ်လို့အသက်အရွယ်အဖြစ်ကြီးတဲ့သူတွေရဲ့ပါနေတယ်ငယ်တဲ့သူတွေကိုဦးစားပေးပြီးပြောမယ်ဆိုရင်တော့ ကိုနှစ်သက်တဲ့သဘောကျတဲ့အလုပ်ကိုလုပ်ဖို့အတွက်ဆရာတို့တကယ်ဘယ်လိုရှာမလဲလို့မိကုန်နေမှာပေါ့အဲ့လိုရှာမဲ့အတွက်တဲ့နီးဗျူဟာတွေထားတာပါဘူးကြီးနီးဗျူဟာ1 2 3ဆိုပြီးတော့အချက်၃ချက်နဲ့ဆရာတို့ကြည့်ကြကြအောင်နဲ့အချက်၃ချက်နဲ့ကြည့်ရမယ်ဆိုရင်တော့နံပါတ်၁ကိုခံစားချက်ကိုအတွေးခေါ်နဲ့ကြိုက်ညီတဲ့အသက်မွေးဝမ်းကြောင်း အချက်အလက်တွေကိုရှာဖွေပါနံပါတ်၂ ကိုယ့်ရဲ့ဆန္ဒနဲ့ကြုံလာတဲ့အခွင့်အလမ်းတွေကိုချိန်ထုတ်တော့ကိုယ်မှာဆန္ဒတစ်ခုရှိတယ်ဘဝမှာကြုံတွေ့ရမယ့် opportunity တွေရှိတယ်ဆိုတော့မမြင်ရအောင်တက်ခနေ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 နဲ့ရောက်လာတာအဲ့ဒီ opportunity တွေနဲ့တွေ့တဲ့အခါမှာဆိုဘလူးချိန်ညှိမလဲဆိုရဲဥပဒေတာကနံပါတ်2နံပါတ်3ကိုယ့်မှာရှိတဲ့အရင်းအမြစ်တွေကိုစည်းပွားရေးလုပ်ငန်းတွေမှာထိထိရောက်ရောက်အသုံးပြုပါလို့စာရေးသူကဆိုပါတယ် အဲ့တော့နံပါတ်1အရာလူတော်တော်များကအလုပ်လုပ်ဖို့ရွေးတဲ့အခါမှာလူငယ်တိုင်းနဲ့စဉ်းစားတဲ့ပထမဦးစားပေးရတော့ငွေဖြည့်ဖြစ်မှာပဲလာစားများများပေးနိုင်တဲ့အလုပ်ကိုရှာကြတယ်ရလေရကောအဲ့အလုပ်ကြီးမှာအကြာကြီးမလုပ်နိုင်ဘူးလာစားများတော့ pressure ရလေးများမှာပေါ့အလုပ်ရဲ့ sequence ဘောင်တွေကလည်းကြီးမှာပေါ့အဲ့တော့အဲ့အလုပ်ကိုမလုပ်ချင်ကြဘူးဆိုတော့ပတ်စံကောင်းကောင်းရတဲ့ဝတ်သက်သမားတယောက်ကိုကြာ မေ့ကြည့်ဘူးလေနေ့တိုင်းဝတ်တည်တက်တွေ့ရတာ ဝတ်တကုံတဲ့ရင်စူပါသူတထောင်ရမယ်တထောင်ရမယ်ပေါ့ဒါပေမဲ့ပတ်စံနေရတော့အများကြီးရတယ်ပတ်စံများလေလေဝတ်နည်းနည်းသက်ရတယ်ဒီပဲဒီလိုနဲ့ကာလကြာလဲကြာလာတော့သူဝတ်သက်ရတာကိုမပျော်ပိုက်တော့ဘူးမပျော်လဲမပျော်ပိုက်ကောတနေ့တနေ့ဝတ်တည်တက်ပြရတာကိုသူမကြိုက်တော့ဘူးအဲ့တော့မပျော်ပိုက်တဲ့အတွက်မပျော်ပိုက်တာကိုဖြောက်ဖို့ပစံကလည်းလိုချင်နေဒီဝတ်တဲ့အလုပ်ကိုလည်းမလုပ်ချင်တော့ဘူးသို့တော့ဒီအလုပ်ပဲကျွမ်းကျင်တော့ဒီအလုပ်မှာစက်မီဝဲဖို့ တည်ငြဲဖို့အတွက်ဒီဘက်မှာသူဟာအရက်ဒီတောက်ရပါတော့အရက်ဒီမူအောင်တောက်ပြီးတော့မှသူစိတ်ကလူစိတ်မရှိတော့မှဝတ်တူတက်တယ်အဲ့တော့ကြံလဲကြံလာတော့သူကိုယ်တိုင်လည်းအရက်သမားကြီးဖြစ်သွားအောင်ဒါကြောင့်ကိုကပတ်စံမဲ့လူကျင်နေဆိုရင်ဖြစ်ကိုတကယ်ကိုဝါသနာပါတဲ့အလုပ်ဖြစ်ရလားပတ်စံကြောင့်မဟုတ်ပဲကိုဝါသနာအရအလုပ်လုပ်နေတဲ့သူတွေလည်းဆရာတွေ့ဘူးတယ် ပရာဟိတာလုံနေတဲ့ဒေါ်ကြီးတွေပရာဟိတာလုံနေတဲ့အကိုကြီးတွေညီလေးတွေညီမလေးတွေသားလေးတွေသမီးလေးတွေသူတို့ကိုတွေ့တော့လေဝိကြီးရဲ့သူတို့မှနည်းနည်းပပပဲရှိတယ်ဒါပေမဲ့သူတို့ပျော်နေကြတယ်သူတို့တွေဟာပျော်လို့ရွှင်လို့ကျေနပ်လို့သူတို့မှာငွေကြေးမကြွယ်ဝဘူးအလယ်အလတ်တန်းစားနေထိုင်မှုဖြစ်တဲ့ဘဝကိုပျော်ရွှင်နေတာဆရာတို့တွေ့ရတယ်ဝတ်သက်သမိုင်းစိတ်ညစ်နေတဲ့စိတ်ညစ်မှုမျိုးရှိဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကလုပ်ရတဲ့အလုပ်မှာပျော်နေရဘူးပရိတ်တလုပ်တာဟာ ူတွေရတယ်ပေါ့ပြောရေးကြလုပ်တာဟာအကျိုးရှိတယ်ပေါ့သူများကိုကူညီရရောက်တယ်ပေါ့ဒီလိုတွေးတဲ့အတွက်ငွေချေးမရလဲ pleasure ရဟိုဝတ်သက်ဆရာကြီးကတော့ဝတ်သက်နေရတာဟာဝတ်ဆက်နေရပြီမဲ့သူများအသက်တွေကိုတတ်နေရပါလားဆိုရယ်စိတ်နဲ့ and happy ဖြစ်ရတယ်ဒါကြောင့်ကိုအလုပ်လုပ်ဖို့အတွက် ကိုပျော်ရွှင်တဲ့သူယုံကြည်တဲ့အလုပ်ကိုလုပ်ဖို့လိုပါတယ် okay ဥပဒေသားနံပါတ်2ကတော့ဥယျာဉ်စန္ဒစန္ဒဆိုတာအတ္တပေါ့ကိုဖြစ်ချင်တာကိုလှုပ်ချင်တာကို သွားကျင်လာအဲ့ဒီကောင်လေးဆိုတော့ဒီဘက်မှာ opportunity လို့ခေါ်ရဲကြုံလာမဲ့အခွင့်အရေးရှိတယ်အဲ့ဒီအခွင့်အရေးကိုချိန်ထိုးပြီးတော့ဆရာတို့ညှိနှိုင်းဖို့လိုပါလေတခါတည်းကမှာကိုလှုပ်ချင်တဲ့ကိုဆန္ဒနဲ့ကိုက်ညီတဲ့အလုပ်တစ်ခုကိုကိုကစီစဉ်ပြီးသားဖြစ်တယ်ဒါပေမဲ့မမျော်လင့်မဲ့ဝမ်းဆိုအခွင့်အလန်းတစ်ခုအခွင့်ကောင်းတစ်ခုကကိုစီရောက်လာအဲ့လိုရောက်လဲရောက်လာ哦 ကိုကညာဦးငါကတော့ငါစီစဉ်ထားတဲ့အာတိတပြည့်တဲ့အလုပ်ကိုပဲလုပ်မယ်ဆိုပြီးတော့အဲ့အလုပ်မှာပဲဖတ်တွေ့နေတယ်ဆိုရင်တော့တဲ့ပျော်မလားရွှင်မလားစဉ်းစားပေါ်တဲ့ဘာမှမဟုတ်ကိုစီစဉ်ထားတဲ့အာတိတရှိတဲ့အလုပ်တစ်ခုရှိတယ်အခွင့်အလမ်းတစ်ခုကရောက်လာတယ်အဲ့ဒီအခွင့်အလမ်းဟာကိုစီစဉ်ထားတဲ့ကောင်တက်ပို့ပြီးတော့တာနေတဲ့အချိန်မှာအဲ့ဒီအခွင့်အလမ်းကိုဆရာတို့ဆောင်ရွက်ကမှာပေါ့တဲ့ဒါကြောင့်တဲ့အခွင့်အလမ်းကိုယူမလားကိုစန္နနဲ့ပြည့်နေတဲ့အလုပ်ကိုလက်လွတ်ခံမလား ို့မဟုတ်ခွင်လန်းကိုလက်လွတ်ခံပြီးတော့ကိုယ်ဆန္ဒကိုပြဆောင်လာဟိုတယ်မှာလိုရတာကြိုက်တယ်ဟိုတယ်မှာပျော်တယ်ဟိုတယ်အတွေ့အကြုံလည်းရှိတယ်အဲ့ဒီချိန်မှာဘုံဆိုပြီးတော့နိုင်ငံသားက MBA ဘွဲ့ကိုစကောလာရပါတယ်မြန်မာလေးတယောက်နဲ့ဆရာဘွားမှာကြုံဘူးပါဟိုတယ်မှာတော်တဲ့ကောင်မလေးဟိုတယ်တထေးကနောက်ဆုံးဟိုတယ်ကြီးတလုံးဆောက်ပြီးတော့ရော့ညီဦးစီးတော့ရတဲ့အမျက်ကိုငါ့ကိုဘယ်နဲ့ရာခိုင်နှုန်းပေးဤဘယ်နဲ့ရာခိုင်နှုန်းယူဆိုပြီးတော့ပေးရတာအတူရဲ့ဆန္ဒ သူ့ရဲ့အာတီတသူပျော်နေတယ်ပြုံးဆိုသူဒုံးဆိုတခါလေအမေရိကမှာလာ ဟုတ်တယ်အမေရိကက MBA scholar ရတယ်ရလေရတော့သူဆက်အောင်လက်တိုင်မယ်ကိုကြီးတမီးဘလို့လောက်ရမလဲဟာညီမခုနကဆရာပြောတဲ့အတိုင်းပဲကိုစန္ဒနဲ့ကြားလာတဲ့ကြုံရတဲ့အခွင့်အလမ်းတွေချိန်ပြည့်အောင်သူဆက်အောင်ပြန်ပြောဆရာသူ့အကြံမပေးလိုက်ဘူးနော်ဟုတ်တယ်ကိုကြီးညီမအသက်ကြီးပြီ နောက်နှစ်နှစ်သုံးနှစ်နေညီမအသက်ကစကောလာရမယ်အသက်မဟုတ်တော့ဘူးဒီလိုရတဲ့အချိန်မှာပဲ MBA ဘွေရအောင်ယူမယ်ဆိုပြီးတော့ဟိုတယ်အလုပ်ကြီးကိုစွန့်ပြီးတော့သူ MBA ဘွေကိုတွားယူတယ်စကောလာဆိုတော့ပတ်စံနေနေပဲရတာပေါ့ချူချူတက်တက်စာကျူးစာကျူးစားရတာပေါ့ကြောင်းတက်ရတာပေါ့အဲ့လိုနဲ့သူ MBA ဘွေရတယ်ဒါပေမဲ့အကျုံးမြုပ်ပါဘူးဒီဘွေရပြီးပြန်လာတဲ့ခါမှာသူတခြားအခွင့်အလမ်းတွေနဲ့ဒီထက်ပိုကောင်းတဲ့အလုပ်ကြီးလုပ်နိုင်တော့တွေ့ရတယ်ဒါကြောင့်ဆရာပြောချင်တာကတော့ဘဝဆိုတာမျိုးက လမ်းကြောင်းချပြီးပန်းတန်ရောက်အောင်သွားဖို့စီစဉ်ရတာကိုဆရာတို့လက်ခံပါတယ်။ဒါပေမဲ့လမ်းကြောင်းချလာတဲ့အတိုင်းဘဝကအခြေအနေမပေးတာရင်လည်းဖြစ်နိုင်တာပေါ့။ခံမှန်းလို့မရတဲ့အချိုးအကွေ့လည်းကြုံတွေ့နိုင်တာပေါ့။အဲ့လိုကြုံတွေ့ရတဲ့အခါမှာအလိုက်တင်ပြောင်းလဲချိန်ညှိတက်ဖို့လိုပါတယ်။ဒီစာအုပ်ရေးတဲ့ဆရာကြီးဆရာကလည်းသူ့ဘဝအတွေ့အကြုံကို ညဝီတာဘလို့ရေးလာဆိုသူကတကယ်တော့တဲ့ Wall Street Journal ဆိုတဲ့နာမည်ကြီး channel တစ်ခုမှသူက editor ဖြစ်ချင်တာဒါပေမဲ့အခွင့်အလမ်းကစီးပွားရေးအကြံပေးကုမ္ပဏီတစ်ခုမှအလုပ်တင်အဖြစ်လုပ်ခွင့်ရတယ်အဲ့သူစဉ်းစားတယ် channel editor လို့ကိုခဏရက်ထားမယ်ပြီးတော့မှငါအလုပ်တင်လုပ်မယ်ကုမ္ပဏီမှာအဲ့အလုပ်တင်လုပ်ရင်းနဲ့အတွေ့အကြုံလေးနဲ့ငါ channel ကိုပြန်လုပ်မယ်အဲ့လိုနဲ့ အသက်တစ်ခုလည်းရရောဂျာနယ်လောကကိုပြန်ဝင်မဲ့အချိန်မှာကုမ္ပဏီထောင်ဖို့တတိတယောက်ကကန့်လန့်တယ်သူနဲ့တူတူထောင်မယ်အဲ့တော့သူအခွင့်အလမ်းကိုပဲထည့်ယူလိုက်တယ်ခဏနေအောင်ဂျာနယ်လစ်လုပ်မဲ့ကိစ္စခဏပေါ့စ်လုပ်ထားမယ်တတိနေကုမ္ပဏီထောင်ကုမ္ပဏီထောင်တော့လေဆက်ချင်းလငယ်ဘုံတိုင်းမအောင်ရင်ခဏတစ်ဖြုတ်ကြတော့ तू ပြဿနာတက်တယ်ကုမ္ပဏီကရှုံးတဲ့အချိန်မှာ तू ခီအားပေးခံရတယ်အလုပ်ကနေထွက်ဖို့ဘာဖို့အဲ့မှာ तू စဉ်းစားတယ်အလုပ်ထွက်မယ်ငါစိတ်ဝင်စားတယ် Wall Street Journal မှာ editor လုပ်မယ်ပေါ့အဲ့လိုစဉ်းစားနေတော့ဘုန်းဆို Harvard University ကသူ့ကို professor တွေကလာပြီးတော့ဖိတ်တယ်ခမရဲ့အတွေ့အကြုံကြီးခမရတည်တာနဲ့ပညာတွေနဲ့ Harvard Tech သူမှာကျောင်းဆရာ professor ပမောခလာလို့ပါလားအဲ့တော့သူကစဉ်းစားတယ်ချက်ကွာဆိုပြီးတော့အခွင့်အလန်းကိုသူယူလိုက်တယ်သူရဲ့စန်တာကိုသူ ခဏဖေးချိတ်ထားတယ်။အဲ့လိုနဲ့ Harvard ကိုပြန်ရောက်တယ်။ Harvard မှာသူဒေါက်တာဘွဲ့ရအောင်လုပ်တယ်။ Harvard University ကနေဒေါက်တာဘွဲ့လည်းယူစာသင်ပမောခဖြစ်ပြီးတော့ AD အလုပ်မှာ စိတ်ပါလက်ပါလုပ်ရင်းနဲ့ AD အလုပ်ကိုချစ်အောင်သူလုပ်ရင်းနဲ့ AD အလုပ်ကိုချစ်သွားတဲ့အခါမှာအခုချိန်ထိစာရေးဆရာပမောခ Harvard University ရဲ့ပုတ်ပပုတ်နေတယ်ဖြစ်ပြနေမှာ။အကြောင်းဘဝမှာအမတ်မတင်ကြုံလာတဲ့အခွင့်အလမ်းတွေအားလုံးကိုမငင်းပယ်လိုက်ပါနဲ့။ ကိုကြံစီထားတဲ့ဆန္ဒနဲ့လမ်းကြောင်းနဲ့အပွင့်အလန်းချမှာဟန်ကျက်ညီအောင်ရွေးချယ်ဖို့သူရဲ့လို့စာရေးဆရာကဆိုပါတယ်အခွင့်အလန်းအစ်စ်တီပေါ်လာတဲ့အခါမှာတော့မှန်ကန်တဲ့ရွေးချယ်မှုဖြစ်အောင်ဘယ်လိုလုပ်ဖို့လိုသလဲဆိုတာကိုလည်းစာရေးဆရာက discovery driven planning လို့ခေါ်တဲ့ theory ကိုပေါ်ပြထားပါတယ် ယတနာဟာအဲ့ဒီကိုယူဆရာပြီးအောင်မဖတ်ကြဘူးဆရာလည်းမဖတ်ဖြစ်ဘူးအဲ့တော့ဒီ theory ကဆရာလည်းမဖတ်ရသေးတယ်လို့ပါတယ်အတွက်လမ်းညွန်ခြင်းပါတယ်အဲ့ဒီ theory ကိုသိခြင်းနဲ့ဆိုရင်တော့ဆရာတို့ရွှေနှုတ်မှာရှိပါတယ်အဲ့စာအုပ်နာမည်က how will you measure your life through this all glima ရှာဖတ်လို့ရပါတယ် application နဲ့ဝင်ကြည့်ပါရှာကြည့်ပါတက်ကြည့်ပါတခါတည်းရမှာဝေကြီးအတော်တန်သုံးပြီးတော့ အဖတ်လိုက်ရတာဟာမတန်ဘူးတန်တယ်ဆိုတာထက်ကို့အတွက်ခိုက်တဲ့နေရင်းမှုတစ်ခုဖြစ်တယ်လို့ဆရာကပြောခြင်းပါပဲအဲတော့နောက်တစ်ခုပြောခြင်းတာကတော့ကိုကိုရင်ချမှတ်ထားတဲ့ဘဝရည်မှန်းချက်အပေါ်မှာလေးလေးနက်နက်ထားဖို့ပါလူတော်ဝင်များဟာလစဉ်ဝင်ငွေတွေရတယ်။ယာရုစင်တန်းဒီစုတစိမ့်အရေအတွက်ဒီဗန်ထဲမှာငွေကြေးပမာဏကင်းကနဲအများကြီးတွေကိုတိုက်တာကြ။ This is life လို့ခေါ်ကြတယ်။ အဲ့ဒီလူတယောက်ဟာအခြားသူဘယ်နှယောက်ကိုကူညီပေးဘူးလဲအခြားသူတယောက်ကိုယုံကြည်မှုရှိအောင်ဘယ်လိုအနေအထားနဲ့ယက်တီပေးဘူးလဲဘယ်လိုအနေအထားနဲ့စောက်တီပေးဘူးတလေအခြားသူတွေရဲ့နာကျင်မှုတွေတက်တာအောင်ဘယ်လိုပြေပြောက်အောင်ဆောင်ရွက်ပေးဘူးတလေဆိုရဲကောင်းလေးရဲ့ပေရန်နဲ့တိုင်းနဲ့တိုင်းလိုက်ကောသူ့ရဲ့ life ကခုနက ဘဏ်ထဲမှာပတ်စံတွေအများကြီးရှိနေတာအလုတ်အကင်ကောင်းနေတာဝစ်ကြီးကျွဲဝတာတွေဟာတမျိုးကြီးကြောင်းသွားပါလေဒါကြောင့်ဆရာကတော့ခုနကသူများကိုဘလို့သူမီဘူးတလေသူများကိုတတ်တာတော့ဘလို့လုပ်ပြီးဘူးတလေ ညာနာကျင်နေတာကိုရောပါတော့အောင်ဘလို့ဆောင်ရွက်ပူလဲဆိုတဲ့ပေရန်ကိုတိုင်တွေ့ပြီးတော့ဘဝကိုအတိတ်ပဲဖွင့်တာကိုဆရာပူချိုက်တယ်လို့သဘောတူပါလေအဲ့လိုလိုက်နာဆောင်ရွက်ရင်ဆရာတို့ဘဝရဲ့ရည်မှန်းချက်ကိုအတိတ်ပဲဖွင့်ဖို့ဆိုတာတော့တဲ့အချိန်ကြာပါလေအက်ဆန်တော့ချမ်းသာခြင်းမချမ်းသာမယ်တန်ဖိုးရှိတဲ့ဘဝကိုရမယ်လို့ဆရာကပြောရင်းနဲ့ဆရာတို့ဟောင်း well you measure your life for this how ကိုမိတ်လဲဆက်ရင်ဒေါ်လာကဆရာမမတ်မိတဲ့အပိုင်းကိုလည်းဖတ်ချင်တဲ့ပါဆိုရင်အဲ့ဒီဆောင်ထဲမှာရှာဖတ်ကြပါလို့တိုက်တွန်းရင်ဇင်သားလေးမှာပြတ်ထားပြရပြီအားလုံးကျေးဇူးတင်ပါတယ်ဆက်နမယ်ညီညီပါ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။